တရားကိုလည်းနှစ်နှစ်ကာကကြည်ညိုတယ်တရားကိုလည်းနှစ်နှစ်ကာကကြည်ညိုတယ်သံဃာကိုလည်းနှစ်နှစ်ကာကကြည်ညိုတယ်အရိယကန္တသီလနဲ့လည်းပြည့်စုံသို့တော့သူဟာဖရာကိုကြည်ညိုခြင်းဆိုတာလေးနဲ့တင်ချိန်နှက်နေပြီးတော့တဏိတာမှာလဲကမ္မထံဘာဝနာနှလုံးသွင်းခြင်းမရှိဘူးတဲ့ညအခါမှာလည်းပဲနှလုံးသွင်းခြင်းမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကမေ့လျော့သူလို့ပြောတာနော်ဆိုလိုတာက သောတာပန်ဖြစ်ပြီးရင်လည်းပဲတရားနှလုံးသွင်းရမယ်လို့ပြောတာမြတ်စွာဘုရားအဲဒီချိန်ကသောတာပန်ဖြစ်ပြီးရင်ဘာမှလုပ်เสียမလိုဘူးလို့ထင်ကောင်းထင်တယ်အဲဒါကြောင့်မလို့ရှင်သာရိပုတ္တရာကတခါတော့ကရှင်ဂုတိကရဲ့အမေးကိုဖြေတာဓမ္မရှင်သာရိပုတ္တရာကအမေးတစ်ခုဖြေတဲ့အခါမှာဟိုကမေးတယ်အရှင်ဘုရားတဲ့ပုရုဇဉ်ပုဂ္ဂိုလ်တုတ္တရှိတဲ့ပုရုဇဉ်ပုဂ္ဂိုလ်သို့မဟုတ်သီလရှိတဲ့ပုရုဇဉ်ပုဂ္ဂိုလ်ကဘာလို့ ਆ ဟာအနိစ္စဒုက္ခအတ္တလို့နှလုံးသွင်းရမယ်တဲ့ဒါဖြင့်သောတာပန်ဖြစ်ရောဘာလို့ ਆ အနိစ္စဒုက္ခအတ္တနှလုံးသွင်းရမှာပဲတဲ့တက္ကရာကံဖြစ်ရောဆိုတော့တက္ကရာကံဖြစ်လေအနိစ္စဒုက္ခအတ္တနှလုံးသွင်းရမှာပဲတဲ့အနာဂံဖြစ်ရောအနာဂံဖြစ်ရင်လည်းအနိစ္စဒုက္ခအတ္တနှလုံးသွင်းရမယ်ရဟန္တာဖြစ်ရောရဟန္တာဖြစ်ရင်လည်းအနိစ္စဒုက္ခအတ္တနှလုံးသွင်းရမယ်လို့ဒီလိုဖြေခဲ့တာရှင်အဲ့ဒီတော့မေးတဲ့ကိုယ်တော်က ရှင်ဘုရားယဟနာဆိုတာဘာမှလုံးစရာမလိုတော့ဘူးမဟုတ်လားလို့ဆိုတော့အေးတဲ့ယဟနာပုဂ္ဂိုလ်လည်းအိစ္ဆဒုက္ခအနတ္တဆိုတာနှလုံးသွင်းဆင်ញင်မှုမပြုတ်ဘူးဆိုလို့ရှင်သင်္ခါရတရားတွေနဲ့သူစိတ်ဟာငြိမ်းချမ်းမှုမရနိုင်ဘူးတဲ့ဒီလိုဆုံးလို့တာเนาะအဲ့တော့သောတပန်ပုဂ္ဂိုလ်ဖြစ်ပါပြီတဲ့ဆိုပါဆိုသောတပန်ပုဂ္ဂိုလ်ဖြစ်ပြီးတော့ဗုဒ္ဓေအဝိစ္စပတာရလို့ဆိုတဲ့မြတ်စွာဘုရားပေါ်မှာကြီးညိုမှု တရားတရားလေးနဲ့ကျင့်တ်ပြီးတော့နေတယ်တဲ့အဲ့ဒီလိုကျင့်တ်ပြီးတော့နေပြီးတော့ရှေ့ဆက်ပြီးတော့တရားမထုတ်ဘူးတဲ့နေ့အခါမှာဆိုလို့ရှိရင်လေကာမဂုဏ်အာယုန်တွေကလွတ်လပ်တဲ့တမာတိစွမ်းအာမျိုးသူမလုပ်ဘူးတဲ့နော်ညအခါမှာဆိုလဲဝိပဿနာကျင့်စဉ်နဲ့ဒီအာယုန်တွေကတိမ့်ချုပ်ပြီးတော့အာယုန်တစ်ခုတည်းပေါ်မှာနေတဲ့ဘာဝနာကျင့်စဉ်တစ်ခုမကျင့်ဆိုလိုတာကအေရီတောတပံတော့ဖြစ်တယ်တောတပံအင်္ဂါတွေနဲ့ပြည့်စုံတယ် အဲ့ဒါလေးနဲ့တင်ခြေနှက်ပြီးတော့နေလေသမထလုပ်ငန်းမလုပ်ဘူးညလေဝိပဿနာလုပ်ငန်းမလုပ်ဘူးဆိုလို့ရှိရင်နဲ့ဘာဖြစ်လဲလို့ဆိုလို့ရှိရင်အဲ့ဒါလို့မေမေလျော့လျော့ဒီသမထကျင့်စဉ်ဝိပဿနာကျင့်စဉ်မှာမကျင့်ဘူးဆိုရင်ဘာဖြစ်လဲလို့ဆိုရင်ပါမောဇာဆိုတဲ့တရားနဲ့ပတ်သက်တဲ့ဝမ်းမြောက်မှုသူ့မှာမဖြစ်ဘူးတဲ့ဟောဒါကျင့်မှဖြစ်တာသမာဓိဆိုတာဝင်စားမှဖြစ်တယ်အဲတော့တော့ဖြစ်သွားပြီမဲ့လို့နိဗ္ဗာန်ကို အမြဲတမ်းကြီးမြင်နေတာမှမဟုတ်တာနော်ယန္နာဖြစ်သွားရင်လည်းနိဗ္ဗာန်ကိုအမြဲတမ်းမြင်နေတာမဟုတ်ဘူးတမမဲယန္နာလည်းမျက်စိရှိတော့မြင်စရာတွေမြင်နေမှာပဲပေါ့အဲ့တော့ပမောဇ္ဇဖြစ်ဖို့ဆိုတာကြတော့ဒီအချင်းကိုကျင့်ရဝန္တာမှုဆိုတာသူ့မှာမဖြစ်လာဘူးတဲ့ဝန္တာမှုမှမဖြစ်ဘူးဆိုရင်ပီတိဆိုတာသူ့အောင်ဖြစ်ဘူးတဲ့ ပီတိမှမဖြစ်ဘူးဆိုလို့ရှိရင်ကိုယ်စိတ်ငြိမ်းချမ်းမှုပတ္တတိသူ့မှာမဖြစ်ဘူးတဲ့ပတ္တတိမဖြစ်ဘူးဆိုရင် तू ဟာဒုက္ခနဲ့နေရတာပဲတဲ့ပတ္တတိဆိုရယ်ငြိမ်းချမ်းမှုမရှိဘူးဆိုရင် तू ကိုအနေထားဟာဆင်းရဲတဲ့အနေထားတစ်ခုပဲတဲ့အဲ့ဒီဆင်းရဲနေထားတဲ့ပုဂ္ဂိုလ်ဟာနော်တမာတိမရှိတော့ဘူးတဲ့တမာတိမရတမာတိမရလို့ရှိရင်တရားဓမ္မတွေသူ့တဏ္ဍာမှာမပေါ်လာတော့ဘူး ဒီလိုဆိုလိုတာเนาะဆိုပါစို့သောတပန်ဖြစ်တယ်သောတပန်ဖြစ်တမန်ကိစ္စတွေပဲရှောက်လုံးနေမယ်တမန်ကိစ္စတွေရှောက်လုံးနေရင်တမန်လူတွေနဲ့စကားပြောတမန်လူတွေနဲ့နေဟုတ်လားတမန်အာယုန်နေနဲ့ပဲဒီတိုင်းနေနေမယ်ဆိုလို့ရှင်ပမောဇ္ဇာဆိုတာမလာဘူးပီတိဆိုတာမလာဘူးပတ္တတိဆိုတာမလာဘူးပတ္တတိမလာသည့်အတွက်ကြောင့်ဒုက္ခမလာဘူးဒုက္ခမလာသည့်အတွက်ကြောင့်တမာရီမလာဘူးတမာရီမလာသည့်အတွက်ကြောင့်နိဗ္ဗာန်ဆိုတဲ့တရားသုတ္တန်ကပေါ်မလာဘူးလို့ဒီလိုပြောတာเนาะ ဲ့ဒါလို့နိဗ္ဗာန်ဆိုတဲ့တရားမှာသူစိတ်ပေါ်မလာဘူးဆိုရင်သူ့ကိုမေ့လျော့သူလို့ပြောရမယ်တဲ့။ဟာဒီလိုဟောတာ။အဲ့ဒါကြောင့်မလို့တစ်ခါတစ်ခါလာပြီးတော့ရှောက်ကြတယ်။တချို့တွေကမာကြီးတွေကသူသောတပန်ဖြစ်နေတယ်လို့သူတို့ကိုယ့်ကိုယ်လည်းအထင်ရောက်ပုံညပါတယ်။အဲ့တော့သောတပန်ဖြစ်နေလို့ဖြစ်နေတယ်ဆိုတဲ့အထင်နဲ့သူတို့ကမပြောလဲလို့ဆိုရင်အဲ့တော့သောတာပန်ဖြစ်နေပြီဆိုရင်ဘာမှလုပ်เสียမလိုတော့တဲ့အနေအထားမျိုးတွေပြောကြတာပေါ့ မဟုတ်ဘူးအကြံပေးရတယ်အဲ့တော့ကိုယ့်ကိုသောတာပန်ဖြစ်တာမဖြစ်တာနေထားသောတာပန်ဖြစ်တယ်ဆိုတဲ့ပုံကိုတယောက်ဟာကိုယ့်ကိုသိသလားမသိဘူးလားလို့ဆိုသိတယ်ဘယ်လိုသိတာတော့ဆိုရင် သူ့စိတ်ထဲမှာဖြစ်တဲ့သူမက်ကိုဆင်ញင်နိုင်တယ်ဖိုးကိုဆင်ញင်နိုင်တယ်နိဗ္ဗာန်ကိုသူဆင်ញင်နိုင်တယ်သို့တော့ဘယ်ကိလေသာကိုပယ်တယ်ဘယ်ကိလေသာတွေမပယ်သေးဘူးဆိုတာတော့ဘောဓုတမရှိရင်မသိနိုင်ဘူးပေါ့အဲ့ဒါတော့ဒီလိုစာပေကျမ်းကမှလည်းဆိုထားတယ် ဆိုထားတော့အဲ့တော့သောတာပန်ဖြစ်တာမဖြစ်တာအတာထားကိုယ့်ဘာကိုကိုလိုရမယ့်အလုပ်ကိုနေ့စဉ်လုပ်နေဖို့လိုအပ်တယ်လို့ဒီလိုပဲခြံပေးရခုလိုရမယ့်အလုပ်ကိုလုပ်တရားဆိုတာနေ့စဉ်နဲ့အမျှရှုမှတ်နေဖို့လိုအပ်တယ်ပေါ့အခုဒီသောတာပန်ကြည့်မြတ်စွာဘုရားဒီသောတာပန်ဖြစ်ပြီးတမာတိလေးရပြီဆိုတာလေးနဲ့ခြေနဲ့မနေနဲ့တဲ့ခြေနဲ့မနေပဲနဲ့လှုပ်တဲ့လှုပ်ထိုက်တာကို ုံမှန်ကြိုးစားပြီးတော့တပ္ပထခြင်းစဉ်ဝိပဿနာခြင်းစဉ်တပ္ပထဆိုတာလဲခြင်းရတာပဲဝိပဿနာဆိုတာလဲခြင်းရတာဒီချို့ကတပ္ပထဆိုတာကိုကြောက်เสียလို့ထင်တဲ့ပုံကွာရှိသေးတယ်မဟုတ်ဘူးတပ္ပထဆိုတာလဲခြင်းရတယ်တပ္ပထခြင်းပြီးတော့ဝိပဿနာပဲကုတာဖရာရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့ဖရာရဟန္တာတွေဟာဇန်နေဝင်စားနေတယ်ဆိုတာတပ္ပထဆွမ်းအားနဲ့သွားတာလေ တမထကျင့်ပြီးတော့တမထဆွမ်းအားနဲ့ဒိဋ္ဌဓမ္မဒုက္ခဝေရတာချမ်းသာဒုက္ခခံစားကြတာအဲ့ဒီလိုမှမနေဘူးဆိုလို့ရှိရင်ကာမဂုဏ်အာယုန်တဲကတမ္မာအာယုန်တွေနဲ့စိတ်ဟာလောဘမဖြစ်ပေမဲ့ဒေါသမဖြစ်ပေမဲ့မောဟဆိုတဲ့ကိလေသာတွေမဖြစ်ပေမဲ့တမ္မာအာယုန်တွေထဲမှာနေတဲ့စိတ်ဟာငြင်းညာတဲ့စိတ်မဖြစ်နိုင်ဘူးတဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဒီတုတ်တံမှာဒီတောတပံဖြစ်ခဲ့အောင်တော့ဆိုလိုတာက သောတပန်ဖြစ်အောင်မြတ်စွာဘုရားပေါ်မှာနိနိကာကယုံကြည်မှုတရားပေါ်မှာနိနိကာကယုံကြည်မှုသံဃာပေါ်မှာနိနိကာကယုံကြည်မှုအရိယာသူတော်စင်တွေမျက်မျက်နှုံနှုံစောင့်တဲ့၅ပါးသီလနဲ့ပြည့်စုံမှုဆိုတာဒါလေးနဲ့အတင်ကျင့်နှက်ပြီးတော့သဗ္ဗထဝိပဿနာဘာဝနာလုပ်ငန်းတွေကိုနေ့နေ့ညညမကျင့်မဲနေပြီဆိုလို့ရှိရင်တဲ့ဘာဖြစ်လဲအဲ့ဒီပုဂ္ဂိုလ်မှာပမ္မောဇာမဖြစ်ဘူးတဲ့ပမ္မောဇာမဖြစ်သည့်အတွက်ကြောင့်ပီတိဆိုတဲ့ နှစ်သက်မှုမဖြစ်ဘူးပီတိမဖြစ်သည့်အတွက်ကြောင့်ဒုက္ခဆိုတာမဖြစ်ဘူးအဲပီတိမဖြစ်သည့်အတွက်ကြောင့်ပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုမဖြစ်ဘူးပတ္တတိငြိမ်းချမ်းမှုမဖြစ်သည့်အတွက်ကြောင့်သူ့ရဲ့အနေထိုင်ဟာဆင်းရဲတဲ့အနေထိုင်တစ်ခုဖြစ်နေဆင်းရဲနေသည့်အတွက်ကြောင့်စိတ်ဟာတမာရီမရဘူးတမာရီမရသည့်အတွက်ကြောင့်ရသော်ဗျာဟောကြားတဲ့တကယ်ကိုမွန်မြတ်လာတဲ့ဘောရိဘက်ခိယတရားတွေသူတဏ္ဍာမှာထင်ပေါ်လာခြင်းမရှိဘူးတဲ့ အဲ့လိုတရားဓမ္မတွေသူတဏ္ဏသူညာနဲ့မှထင်မလာခြင်းသာဟာမေ့လျော့တဲ့ပုဂ္ဂိုလ်ဖြစ်လို့ထင်မလာတာဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်အဲ့ဒါကြောင့်မလို့ဘုန်းကြီးတို့တွေဟာမေ့လျော့သူဆိုတဲ့နေရာမှာအဆင့်ဆင့်မှတ်သားကြရမှာဖြစ်တယ်တကယ်ကိုအခြေခံကမေ့လျော့သူဆိုတဲ့ပုဂ္ဂိုလ်ကြတော့အပင်ငယ်ရဲမှာဒုက္ခရောက်နိုင်တယ်ပေါ့အဲ့ဒီကနေပြီးတော့ဒီ တဆင့်ပြီးတဆင့်ကုသိုလ်ကောင်းမှုတွေကိုတိုးတက်ပြီးတော့ကြိုးစားသွားမှလုံတဲ့လုံထိုက်တဲ့ကုသိုလ်တွေဟာကုသိုလ်ဆိုတာဘယ်ကြမ်းမှအဆုံးသတ်တယ်လဲဆိုရင်ရတ္တမက်ဆိုတဲ့ကုသိုလ်ရာမှအဆုံးသတ်တာဖြစ်တယ်။အဲ့ဒီမရောက်ခင်ဘုန်းကြီးတို့တွေဟာအဲ့ဒီမရောက်ဖဲနဲ့ရတ္တံပြီးတော့နေမယ်ဆိုရင်တော့မေလျောသူဆိုတဲ့ပုဂ္ဂိုလ်စင်းနဲ့ရောက်သွားမှာပဲပေါ့။ဒါကြောင့်မို့မြတ်စွာဘုရားဆွလို့တဲ့ မမေ့မလျော့သူ မေ့လျော့သူဆိုတဲ့ပုဂ္ဂိုလ်စင်ရင်တည်းကလွတ်အောင်မမေ့မလျော့သူဖြစ်အောင်ဘုန်းကြီးတို့တို့နေစင်တဲ့အမြရထားတဲ့ကိုရနေတဲ့တာမန်ကုသိုလ်လေးနဲ့တင်ချိန်နဲ့မနေပဲတဲ့ရှေ့ဆက်ပြီးတော့ကုသိုလ်တွေတိုးတဲ့တိုးလာအောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်လို့ကိုစီကိုစီသဘောကျပြီးတော့ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာ